ဇန်နီ library မှာကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်အနေနဲ့ကျွန်တော်ဖတ်မိသိရှိတဲ့နိုင်ငံတကာသတင်းတွေကိုကျွန်တော်လိုပဲသတင်းကိုစိတ်ဝင်စားတဲ့သူတွေသတင်းကိုချိန်ပေးပြီးတနည်းအားဖြင့်မှဖတ်ရှုနိုင်သူတွေနဲ့သတင်းကိုခိုင်မာတိဆောက်လူသူတွေအတွက်အထောက်ပံ့ဖြစ်စေရန်ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ဒီလိုမျှဝေပေးတဲ့နေမှာနိုင်ငံဘာသာလူမျိုးဖွဲ့စည်းစားတဲ့ဥတည်ရွယ်ချက်မျိုးမရှိဘဲသတင်းအနေနဲ့သာပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်အဲ့ဒီထဲမှာမှဒါကတော့လက်ရှိအီရန်အစ္စရေးပြည်ပကဆိုင်ရာသတင်းများစုစည်းမှုဖြစ်ပါတယ် အီရန်အစ္စရေးပြည်ပကဆိုင်ရာသတင်းများစုစည်းမှုအပိုင်း16ဖြစ်ပါတယ်။ဒါကိုကျွန်တော်တို့အနေနဲ့ပြီးခဲ့တဲ့2024ဧပြီလမှာတည်းကအပိုင်း1ကနေစပြီးမျှဝေခဲ့တာဖြစ်ပါတယ်။အစ္စရေးနဲ့အီရန်ပြည်ပကတွေဖြစ်တိုင်းမှာကျွန်တော်တို့ဒီကောင်းစင်အောက်ကပြန်လည်မျှဝေခဲ့တာဖြစ်ပါတယ်။အခုကတော့ဒတ်လော့ဖြစ်ပွားနေတဲ့စစ်ပွဲတွေအကြောင်းကိုလည်းဆက်လက်မျှဝေမှာဖြစ်ပါတယ်။ဒါနဲ့ဆက်ဆက်ပြီးနားဆင်ဖို့အတွက်ကတော့ကျွန်တော်တို့အာပြီးခဲ့တဲ့ breaking news အနေနဲ့စစ်ပွဲစတင်ဖြစ်ပွားခဲ့တဲ့အကြောင်းကိုမနေ့ကမျှဝေခဲ့ပြီးဖြစ်ပါတယ်။ဒါကတော့အီရန်အစ္စရေးပြည်ပကဆိုင်ရာသတင်းများစုစည်းမှုအပိုင်း16ဖြစ်ပါတယ်။ ဒီနေ့မျှဝေပေးမယ့်အကြောင်းအရာဒီမှာကတော့ Israel ရဲ့ Rising Lions အစီအစဉ်ကြောင့် Iran ဘက်ကတေဆုံသွားခဲ့ရသူတွေနဲ့ထိခိုက်ခဲ့ရမှုတွေအဲ့နောက်မှာတော့ Iran ရဲ့တုံ့ပြန်ပြောဆိုမှုတွေပြီးရင် Iran ရဲ့အစပိုင်းတုံ့ပြန်တိုက်ခိုက်မှုတွေအဲ့နောက်မှာ Israel တိုက်ခိုက်မှုမှာစာဆုံးသွားတဲ့ Iran စစ်ဖက်အရာရှိကြီးတွေအစားတို့ခန့်အပ်တဲ့သတင်းပြီးရင်တော့ Iran ရဲ့အရှိန်အဟုန်မြင့်တုံ့ပြန်မှုနဲ့လက်တလုံးနှစ်ဖက်နောက်ဆုံးအခြေအနေနဲ့အရှိလေပိုင်းကအတန်ဒီ အဲ့နောက်မှာ Israel Rising Lion ဆက်စင်မတိုင်မီတရက်ကအခြေအနေတွေနဲ့နောက်ဆုံးမှာကတော့ Israel တိုက်ခိုက်မှုမတိုင်မီမှာ Iran ပေါ် IAEA ရဲ့ကြီးညာချက်နဲ့ American Iran Nuclear ဆိုင်ရာဆွေးနွေးပွဲအခြေအနေတွေကိုစူးစမ်းမျှဝေပေးသွားမှာဖြစ်ပါတယ်ဗျပထမဆုံးကတော့ Israel ရဲ့ Rising Lion ဆက်စင်ကြောင့် Iran ဘက်ကတည်ဆုံသွားခဲ့ရသူတွေနဲ့ထိခိုက်ခဲ့မှုသတင်းတွေပါ2025ဂျွန်လ13ရက်တောက်ကြနေ့မနက်4:00နာရီကမှတီဟီရန်မြို့တော် အရေးကြီးစစ်ပတ်ဆိုင်ရာပြစ်မှတ်တွေနဲ့နျူကလ িয়ার ဆိုင်ရာနေရာတွေကိုအစ္စရေးရဲ့ Rising Lion စစ်စင်ရေးနဲ့တိုက်ခိုက်ချင်းခံခဲ့ရပါတယ်။အဲဒီတိုက်ခိုက်မှုမှာအစိုးပိုင်းထုတ်ပြန်ချက်တွေအရအီရန်ဒေါ်လာရဲ့စောင့်တက်အကြီးအကဲဟိုဆိုင်ဆလာမီအီရန်စစ်အုပ်စုရာရှိချုပ်ဗိုလ်ချုပ်မိုဟာမက်ဘာဂရီအမှုမြူဆိုင်အဖွဲ့ရဲ့အကြီးအကဲဟောင်းဖြစ်တဲ့ Farid Dud Abbasi တို့အပါအဝင်စစ်ပတ်ထိပ်တန်းအရာရှိတွေအမှုမြူသိပ္ပံပညာရှင်တွေတည်ဆုံးခဲ့ပြီးတော့ထိပ်တန်းအမှုမြူသိပ္ပံပညာရှင်6ဦးပါဝင်ခဲ့တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။အဲဒီနောက်မှာ အီရန်စစ်အုပ်စုရာချီချုပ်ဘိုချုပ်ဘာဂရီဟာထိခိုက်မှုမရှိဘဲကုတ်ကဲရေးစခန်းတွေမှာဆက်လက်တောင်းဝန်ယူနေတယ်ဆိုပြီးအီရန်သတင်းအီရန်ဆိုရသတင်းဌာနတွေကထုတ်ပြန်လာခဲ့တယ်ဆိုပြီးသိရပါတယ်။ဒါပေမဲ့လည်းနောက်ဆုံးထပ်မံထွက်ပေါ်လာတဲ့သတင်းမှာတော့ဘိုချုပ်ဘာဂရီဟာလည်းကြာဆုံးသွားခဲ့တယ်လို့သိရပါတယ်။အီရန်နိုင်ငံပိုင်း TV IRINN ကဂျွန်စတိုးရဲ့အနက်မနက်စောစောပိုင်းကအီရန်ကိုအစ်စရေးကတိုက်ခိုက်ခဲ့တဲ့နေရာမှာတေဆုံးခဲ့တဲ့အီရန်စစ်ခေါင်းဆောင်တွေထဲမှာကြီးတဲ့ရဲ့စစ်အုပ်စုချုပ် ဗိုလ်ချုပ်မိုဟာမက်ဘဂရီလည်းပါဝင်ခဲ့တယ်ဆိုပြီးဖော်ပြခဲ့ပါတယ်ဘဂရီဟာအီရန်စစ်တပ်ရဲ့ယာရုအမြင့်ဆုံးခေါင်းဆောင်တွေထဲကတဦးအပါဝင်ဖြစ်ပြီးတော့အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့်သေဆုံးကြောင်းအတီးပြုတ်နိုင်ခဲ့တဲ့အီရန်ထိပ်သီးခေါင်းဆောင်တူလည်းဖြစ်ပါတယ်အစ္စရေးတပ်ဖွဲ့ IDF ကပြောကြားချက်မှာတော့အီရန်ရဲ့ထိပ်ပိုင်းစစ်ကောင်းဆောင်၃ကိုအီရန်တလားအစ္စရေးရဲ့တိုက်ခိုက်မှုတွေအတွင်းရှင်းလင်းနိုင်ခဲ့တယ်လို့ပြောကြားခဲ့ပြီးတော့ IRGC ရဲ့ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်ဟူစိန်ဆလာမီ ဘိုယုံယုံကတမူဂိုလမာလီရရှစ်နဲ့အီရန်စစ်တပ်ရဲ့စူးစီးချုပ်မိုဟာမက်ဘယ်ဂရီတို့ကိုကြီးညွှန်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။နောက်ပိုင်းတရားဝင်တင်ပြချက်သတင်းတွေထွက်ပေါ်လာချိန်အီရန်ဆိုရပိုင်းရုပ်သံသတင်းထုတ်ပြန်ချက်တွေနဲ့တက်စနန်သတင်းဌာနရဲ့ထုတ်ပြန်ချက်တွေအရအစ္စလာမစ်တော်လှန်ရေးအဆောင်တပ်ရဲ့အကြီးအကဲဗိုလ်ချုပ်ဟွန်ဆိုင်ဆလာမီအီရန်တပ်ပေါင်းစုစစ်ဌာနချုပ်တက်မမှုဗမှုချုပ်ဂိုလန်အလီရာရှစ်အီရန်နျူကလ ియర్ သိပ္ပံပညာရှင်တွေဖြစ်တဲ့ဖီဘီယွန်အဘာစီအစ္စလာမစ်အဂဇက်အီရန်တက်ကတို့ရဲ့ဥက္ကဋ္ဌ မိုဟာမက်မဟာဒီဒီရန်ချီတို့ဟာအစ္စရေးတိုက်ခိုက်မှုတွေအတွင်းသေဆုံးခဲ့ရတယ်လို့သိရပါဗျ။ဂျွန်73ရဲ့တိုက်ခိုက်မှုတွေမှာဒီဟီရန်မှာရှိနေတဲ့လူနေအဆောက်အဦတွေနဲ့အီရန်အလယ်ပိုင်းမှာရှိတဲ့အရေးပါတဲ့နျူကလ িয়ার တပ်စင်စစ်ရုံအပါအဝင်ယူရန်နိုင်ငံတောမှာရှိနေတဲ့ပြစ်မှတ်အမျိုးမျိုးထိမှန်ခဲ့ပြီးတော့အီရန်ရဲ့နျူကလ িয়ার တပ်စင်စစ်ရုံဟာလည်းအစ္စရေးတို့ရဲ့တိုက်ခိုက်ခံခဲ့ရတယ်လို့ဆိုပါတယ်။နျူကလ িয়ার ညဉ့်ဉန်းမှုဖြစ်ပွားခြင်းတော့မရှိဘူးလို့အီရန်အစိုးရပိုင်းရုပ်သံကဖော်ပြပါတယ် အီရန်နိုင်ငံပိုင်ရုတ်တံကအရှေ့အဇာဘိုင်ဂျန်ပြည်နယ်မှာရှိနေတဲ့စစ်ဖက်နေရာ၃ခုကိုဂျူးဆိုရကတိုက်ခိုက်ခဲ့ပါတယ်လို့ပြည်နယ်အကြက်တဲစီမံခန့်ခွဲမှုဌာနရဲ့ထုတ်ပြန်ချက်ကိုကိုကားဖော်ပြခဲ့ပါတယ်။ကနအူးတိုက်ခိုက်မှုပြီးနိုင်ပိုင်အကြာမှာမြို့တော်ရဲ့တောင်ဘက်125ကီလိုမီတာမိုင်140အကွာမှာရှိတဲ့ Natanz Nuclear ဆက်ရုံမှာပောက်ကွဲမှုဖြစ်ပွားခဲ့တဲ့အကြောင်းကိုအီရန်နိုင်ငံပိုင်မီဒီယာကဖော်ပြခဲ့ပြီးတော့နိုင်ငံတကာအမှုမျိုးစွမ်းရင် Agency IAEA ကလည်း Natanz ဆက်ရုံကိုထိမှန်ခဲ့တယ်လို့အတည်ပြုထားပါတယ်။ အစ္စရေးဝန်ကြီးချုပ်ဘက်ဂျမန်နေတန်ယာဟုကအစ္စရေးစစ်စင်ရေးဟာအီရန်နျူကလ িয়ার တပ်စင်ရေးအစီအစဉ်အထက်နေရာဖြစ်တဲ့နာတန်အနီမြူစက်ယုံနဲ့နျူကလ িয়ার သိပ္ပံပညာရှင်တွေကိုပြစ်မှတ်ထားတယ်ဆိုပြီးပြောကြားခဲ့ပြီးတော့အစ္စရေးရဲ့ကနအူးတိုက်ခိုက်မှုဟာအလွန်အောင်မြင်တယ်လို့ဆိုသွားခဲ့ပါတယ်နောက်ပိုင်းထုတ်ပြန်တဲ့သတင်းတွေမှာညူရင်းမြစ်တွေကိုမထိခိုက်ခဲ့ဘူးလို့အီရန်ဘက်ကထုတ်ပြန်ထားပြီးတော့နျူကလ িয়ার စိတ်မင်းဂိမ်းကိုဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တယ်ဆိုပြီးထုတ်ပြန်လာခဲ့ပါတယ် နောက်ထပ်အကြောင်းအရာတစ်ခုကတော့ဒီဖြစ်ရတဲ့နေပတ်သက်လို့အီရန်တုံ့ပြန်ပြောဆိုမှုတွေပါအီရန်နိုင်ငံအမြင့်ဆုံးခေါင်းဆောင်ဖြစ်တဲ့အယာဒိုလာအလီခါမေနီဟာအနေနဲ့ကင်းစွာရှိနေပြီးတော့လက်ရှိအခြေအနေတွေကိုအချိန်နဲ့တပြင်းညီသိရှိနေတယ်လို့လုံခြုံရေးမြစ်တစ်ခုကရိုက်တာသတင်းဌာနကို ပြောကြားခဲ့တယ်ဆိုပြီးသတင်းရေးသားမှုတစ်ခုတွေ့ရပါတယ်အီရန်နိုင်ငံပိုင်းရုပ်တံကတဆင့်နေပြီးတော့လေအီရန်ရဲ့အုတ်ဆောင်တဲ့အီရန်တပ်မတော်ရဲ့ဦးစီးချုပ်ဖြစ်တဲ့အယာဒိုလာအလီခါမေနီက အခုတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးအစ္စရေးအနေနဲ့အပြင်းထန်ပြစ်ဒဏ်ခတ်မှုကိုကြိုးလင်ထားဖို့နဲ့အီရန်ရဲ့ခံမှတောင့်တင်းတဲ့လက်တွေကအစ္စရေးကိုလွတ်မြောက်ခွင့်ပေးမှာမဟုတ်ဘူးလို့ဆိုသွားခဲ့ပါတယ်။အဲ့ဒီပြင်အလီခါမိနီရဲ့ထုတ်ပြန်ချက်မှာဒီစရာဒီရာဇဝတ်မှုနဲ့အတူဂျူးဆိုရဟာသူ့ခါသည့်နာကျင်စရာကောင်းတဲ့ကံကြမ္မာကိုတတ်မှတ်လိုက်ပြီးအစ္စရေးကအဲ့ဒီကံကြမ္မာကိုခံစားရမယ်ဆိုတာသိကြပါတယ်ဆိုပြီးပေါ်ပြပါဝင်ခဲ့ကြောင်းသိရပါတယ်။အီရန်နိုင်ငံသားဝင်ကြီးဌာနက အီရန်ကအစ္စရေးရဲ့တိုက်ခိုက်မှုတွေကိုကုလသမဂ္ဂဘရင်ဂျင်စာတမ်းရဲ့အပိုက်51မှာဖော်ပြထားတဲ့အချက်တွေနဲ့အညီတရားဝင်တုံ့ပြန်ခွင့်ရှိတယ်လို့ပါဝင်ခဲ့ပြီးတော့အစ္စရေးရဲ့စစ်စင်ရေးကိုရန်လိုတဲ့လောက်ရများလို့ခေါ်ပြီးအစ္စရေးဆိုရကိုအဓိကအားပေးထောက်ပံ့သူဖြစ်တဲ့အမေရိကန်အစိုးရမှလည်းတောင်းဝန်ရှိလိမ့်မယ်လို့ပါဝင်ခဲ့ကြောင်းသိရပါတယ်။အီရန်နိုင်ငံရဲ့ဝန်ကြီးကအီရန်စစ်တပ်ဟာအီရန်ရဲ့အထုတ်ချာကိုအင်အားပြည့်နဲ့ကာကွယ်ဖို့လိုအပ်ရင်လိုအပ်သလောက်အတိုင်းအတာအထိကာကွယ်ဖို့တုံ့ဆုံနေမှာမဟုတ်ဘူးလို့ပြောဆိုခဲ့ပါတယ်။ အီရန်တော်လှန်ရေးအစောင့်တပ် IRGC ကတောက်ကြံတွေကထုတ်ပြန်ချက်တည်းပြုလုပ်ခဲ့ပြီးတော့ IRGC နဲ့လက်နက်ကင်တပ်ဖွဲ့တွေကအခြားတပ်လက်ယုံတွေဟာမွတ်စလင်ကဘာကအခြားအင်အားစုတွေနဲ့အတူအစ္စရေးအစိုးရကိုပြင်းပြင်းထန်ထန်တုံ့ပြန်မှုအသိရှိနေပြီလို့ဖော်ပြလာခဲ့ပါတယ်။အီရန်စစ်တပ်ရဲ့ဂျင်ညာချက်တည်းမှာတော့ဂျေရုဆလင်ကိုသိမ်းပိုက်ထားတဲ့ဂျမ်ဖက်အစိုးရကကန့်တတ်မြင်အလုံးကိုဖြတ်ကျော်ပြီးလှုပ်ဆောင်ခဲ့ပြီးဒီတော့ဒီရာဇဝမှုကိုတုံ့ပြန်ဖို့အကန့်အသတ်မလိုဘူးလို့ဆိုခဲ့ပါတယ်ကျွန်တော်တို့သတင်းများကိုမျှဝေတဲ့နေရာမှာ မူရင်းအတုံးနှုံးနေအတိုင်းမူရင်းရေးသားမှုအတိုင်းပြန်လဲမျှဝေခြင်းသာဖြစ်ပါတယ်။နောက်အကြောင်းအရာတစ်ခုကအီရန်ရဲ့အစပိုင်းတုံ့ပြန်တိုက်ခိုက်မှုပါ။အစ္စရေးတိုက်လေယာဉ်အစီး200ကျော်နဲ့အီရန်ကိုတိုက်ခိုက်ခဲ့ပြီးတဲ့နောက်အစ္စရေးတိုက်လေယာဉ်တွေကဒဇင်းမှထိခိုက်မှုမရှိခဲ့ဘူးလို့သိရပါတယ်။ဒါဟာအစ္စရေးရဲ့နာမည်ကြီး Moses ထောင်လိုင်းက drone တွေကိုအီရန်ရဲ့ရေဒါနဲ့လေကြောင်းရန်ကာကွယ်ရေးစခန်းတွေအနီးမှာထရက်ကားတွေနဲ့တိုက်စစ်သေးယူချွတ်တင်နေရချထားပြီးတော့ စစ်စင်စတင်တဲ့အချိန်နဲ့ချိန်ကိုက်မှာပဲအီရန်ရဲ့လေကြောင်းရန်ကာကွယ်စနစ်တွေကိုချိုးတင်ဖျက်ဆီးနိုင်ခဲ့တဲ့အတွက်အစ္စရေလအနေနဲ့ဒစီးမှဂျာပြတ်တိုက်ခိုက်ခံခဲ့ရတာထိခိုက်ခဲ့တာမရှိကြခြင်းဖြစ်တယ်လို့ခန့်မှန်းကြပါတယ်။တချိန်တည်းမှာပဲအဲ့ဒီတိုက်ခိုက်မှုမှာအမေရိကန်မပါချောင်းပြောခဲ့တယ်လို့သူ့အချိုးစည်းဝါးတွေကို မတိုက်ခိုက်ဖို့စာထုတ်ပြန်ခဲ့ပေမဲ့အီရန်ကနေပြီးတော့တုံ့ပြန်တိုက်ခိုက်တဲ့ယာနဲ့ချီတဲ့ဒရုန်းနဲ့မဆိုင်တွေကိုအစ္စရေလကစနစ်နဲ့အတူအမေရိကန်ပြည်ထောင်ဂျော်ဒန်တိုက်လေယာဉ်တွေကပြစ်ချပေးခဲ့တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ အီရန်နျူကလ িয়ার စီစဉ်ကိုအဓိကပြစ်မှတ်ထားတဲ့အစ္စရေးတို့ရဲ့လေကြောင်းတိုက်ခိုက်မှုတွေပြီး9နာရီခန့်အကြာမှာအီရန်ကပထမဆုံးတံပြန်တိုက်ခိုက်မှုအနေနဲ့မောင်းသူမဲ့လေယာဉ်100ကျော်ပြစ်လွတ်ခဲ့တာလို့သိရပါတယ်။အစ္စရေးကောင်ဝေးတပ်ဖွဲ့တွေကတော့အီရန်လွတ်တင်တဲ့မောင်းသူမဲ့လေယာဉ်တွေကအစ္စရေးကိုရောက်ဖို့နိုင်တော့ကြအချိန်ယူရမှာဖြစ်ပြီးအစ္စရေးအနေနဲ့သူတို့ကိုပြစ်ချဖို့လှုံ့ဆော်နေတယ်ဆိုပြီးချုပ်တင်ပြောဆိုခဲ့ပါတယ်။အစ္စရေးစစ်တပ်ရာရှိတအူးကလည်း အီရန်မောင်းသူမဲ့လေယာဉ်တွေကိုအစ္စရေးနယ်စပ်မရောက်ခင်မှာပဲကြားပြတ်တိုက်ခိုက်မှုတွေလုပ်ခဲ့တယ်။ဒီကနေလွတ်သွားခဲ့ရင်လည်းအစ္စရေးနိုင်ငံတွေကသူတို့ပြစ်မှတ်တွေကိုရောက်ဖို့တနအီလောက်ကြာအောင်မှဖြစ်တယ်လို့ပြောကြားသွားခဲ့တယ်လို့လည်းဆိုပါတယ်။အစ္စရေးစစ်တပ်ကအစောပိုင်းတုန်းကအီရန်ကအစ္စရေးကို drone 100ခန်းနဲ့ပြစ်လွတ်တိုက်ခိုက်နေတယ်လို့ပြောကြားခဲ့ပြီးအဲ့ဒီပြစ်လွတ်တဲ့ drone 100ခန်းကိုပိုင်နဲ့ပြင်ပမှပြစ်ချနိုင်ခဲ့တယ်ဆိုပြီးဆက်လက်ထုတ်ပြန်လာခဲ့ပါတယ်။အဲ့ဒီပြစ်လွတ်တဲ့ drone နဲ့ဒုံးကျည်တွေအနေနဲ့ဂျော်ဒန်ရဲ့လေပိုင်နက်ကိုချိုးဖောက်လာတဲ့ drone နဲ့ဒုံးကျည်တွေကိုဂျွန်လ17ရက်မှာဂျော်ဒန်စစ်တပ်က ဂျာပြက်ပစ်ချခဲ့တယ်လို့ပြောကြခဲ့ပါတယ်။ဂျော်ဒန်စစ်တပ်ရဲ့ထုတ်ပြန်ချက်မှာတော်ဝင်လေတဲ့လေရင်နဲ့လေကြောင်းရန်ကာကွယ်စနစ်တွေကဂျော်ဒန်လေပိုင်းနဲ့ထဲကိုဝင်လာတဲ့ဒရုန်းနဲ့ဒုံးကျည်တွေကိုဂျွန်73ရဲ့မနက်ပိုင်းမှာဂျာပြက်ပစ်ချခဲ့တယ်လို့ဖော်ပြထားပါတယ်။ဂျော်ဒန်မျိုးတော် MN မှာလေလေကြောင်းချက်ပေးတဲ့နေမြည်နေခဲ့ပြီးတော့ပြည်သူတွေကိုနေအိမ်ထဲမှာနေဖို့တတိပေးထားခဲ့ပါတယ်။ဒါဟာအီရန်ရဲ့အစောပိုင်းတုံ့ပြန်မှုဖြစ်ပါတယ်။အဲ့နောက်မှာတော့အစ်စရိတ်တက်ခဲမှုမှာကြာဆုံးသွားတဲ့အီရန်စစ်ဖက်အရာရှိကြီးတွေအစာထုတ်ခတ်အပ်တဲ့သတင်းဖြစ်ပါတယ်။ ။အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့်ဒေဆုံးသွားခဲ့တဲ့ဆေးဦးစီးချုပ်တွေရဲ့နေရာတွေမှာယာယီဆေးဦးစီးချုပ်အစ်စ်တွေကိုအယတ်ဒေါ်လာအလီခါမေနီကအစတိုခန့်အပ်ခဲ့တယ်လို့သိရပါတယ်။အစ္စရေးတိုက်ခိုက်မှုကြောင့်ဒေဆုံးသွားတဲ့ Islamic Dollar အစောင့်တပ်ဖွဲ့ INGR IRGC ရဲ့ဆေးဦးစီးချုပ်ဟုတ်စိန်ဆလာမီရဲ့နေရာမှာဗိုလ်ချုပ်ကြီးအာမက်ဝါဟီဒီအီရန်ကြီးတဲ့ဆေးဦးစီးချုပ်မိုဟာမက်ဘာဂရီရဲ့နေရာမှာဗိုလ်ချုပ်ကြီးဟာဘီဘူလန်စီယရီတို့ကိုအစားတို့ခတ်အပ်ခဲ့တယ်ဆိုပြီးအီရန်နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြခဲ့ကြောင်းသိရပါတယ် အခုကတော့အီရန်ရဲ့အရှိန်အဟုန်မြင့်တုံ့ပြန်မှုနဲ့လက်တလုံးနှစ်ဖက်နောက်ဆုံးအခြေအနေနဲ့အရှိအလေပိုင်းကအတန်နေပါအီရန်ကလွန်ခဲ့တဲ့လပေါင်းများစွာတွေကပြောကြခဲ့တဲ့တင့်တော်တဲ့အချိန်တခုမှာအစ္စရေးကိုတတိယမြောက်တိုက်ခိုက်မှုတစ်ခုလုပ်မယ်ဆိုတဲ့စကားဟာအစ္စရေးရဲ့73ရက်တောက်ကြာတိုက်ခိုက်ခံရမှုအပြီး24နာရီဝန်းကျင်မှာတော့အသက်ဝင်လာခဲ့ပါတယ်အီရန်ဘက်က True Promix 3နဲ့မျိုးစားစုံမဇိုင်းပေါင်း800ကျော်နဲ့အစ္စရေးကိုတုံ့ပြန်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ် စစ်ပွဲအစမှာတုံ့ပြန်မှုလုံးဝမလုပ်နိုင်ခဲ့တဲ့အီရန်လေကာစနစ်တွေကလည်း Israel F16 တစ်စီးကိုပစ်ချနိုင်ခဲ့တဲ့သတင်းတွေထွက်ပေါ်နေပါတယ်။ Israel မြို့တော် Tel Aviv နဲ့လေဆိပ်အရေးပါတဲ့နေရာတွေရဲ့ကောင်းငင်ရံမှာအီရန်ဒုံးတွေမောင်းသူမဲ့လေနေ Israel လေကာစနစ်တွေရဲ့တုံ့ပြန်မှုတွေနဲ့ပြည့်နှက်ခဲ့ပြီးတော့လေယောင်ချက်ပြအဝေါ်တန်တွေစုညံသွားခဲ့တယ်လို့သတင်းတွေကဆိုပါတယ်။အီရန်ဘက်ကပစ်လိုက်တဲ့မဆိုင်ရှေ့ရကျော်ထဲမှာပဲ့ထင်းတုံး တရားကပါဝင်ပြီးတော့ပထိန်လုံးအချို့ကိုအစ္စရေးလေကာတွေကဂျားပြတ်ပစ်ချနိုင်ခြင်းမရှိခဲ့ဘူးလို့ဆိုပါတယ်။အစ္စရေးနိုင်ငံတယ်လီဗီမြို့ကိုမဆိုင်နေတိုက်ရိုက်ထိမှန်ခဲ့တယ်လို့တယ်လီဗီမှာရှိတဲ့အစ္စရေးစစ်တပ်ရဲ့ဌာနချုပ်နဲ့ကာရီယာမှာရှိတဲ့စစ်ဌာနချုပ်တွေကိုလည်းတိုက်ရိုက်ထိမှန်ခဲ့တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပါတယ်။တယ်လီဗီမြို့မှာရှိတဲ့အစ္စရေးစစ်ဌာနချုပ်အဆောက်အုံကိုဒုံးမြန်ထိမှန်ကြောင်းကို American Fox News သတင်းကလည်းတည်ပြုထားတာတွေ့ရပါတယ်။ AFP သတင်းဌာနရဲ့ပေါ်ပြချက်တွေအရတော့နိုင်ငံနေအနေနဲ့ဘုံခုချင်းတွေမှာတွားရောက်ခိုလုံကြဖို့ ဂျွန်14ရက်မနက်ပိုင်းမှာအစ္စရေးစစ်တပ်ကမြစ်တာရက်ခံခဲ့တယ်လို့ဆိုပါတယ်။အစ္စရေးနိုင်ငံကပြစ်မှတ်ဒါဇင်ပေါင်းများစွာကိုတိုက်ခိုက်ခဲ့ကြောင်းအီရန်တော်လှန်ရေးအစောင့်တပ်ကပြောကြားခဲ့ပြီးအစ္စရေးရဲ့တယ်လီဗစ်မြို့လယ်မှာရှိနေတဲ့မိုးမျောတိုက်တရဲအထက်မှာမိဂိုးတွေတလိမ့်လိမ့်တက်နေတာကိုတွေ့ရတယ်လို့ AFP သတင်းတောက်တွေကဆိုပါတယ်။အစ္စရေးမိသားတပ်ဖွဲ့ဝင်တွေကအီရန်ရဲ့ဒုံးကျည်တိုက်ခိုက်မှုတွေအပြီးမှာကယ်ဆယ်ရေးလုပ်ငန်းတွေကိုဆောင်ရွက်နေပြီးတော့တပ်မြင့်အစအဦးထဲမှာပိတ်မိနေသူတွေကိုကယ်ဆယ်နေရတယ်လို့လည်းသိရပါတယ်။ ဂတ်စတန်အေရီယာမှာ34ဦးဒဏ်ရာရခဲ့တယ်လို့ကယ်ဆယ်ရေးသမားတွေကပြောကြားခဲ့ပြီးတော့မြို့သမီးတူကတော့ရရှိတဲ့ဒဏ်ရာတွေနဲ့နောက်ဆုံးမှာသေဆုံးသွားခဲ့တယ်လို့ Israeli media ကဖော်ပြပါတယ်။အဲလိုပဲအီရန်ဘက်မှာလည်းဂျွန်ဆလေးရဲ့မနက်ပိုင်းမှာအီရန်မြို့တော်တီဟီရန်မာရဘတ်လေဆိပ်မှာမီးလောင်နေပြီးတော့မျိုးတွေထွက်လာတာကို AFP သတင်းတောက်ကတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။လေဆိပ်မှာပောက်ကွဲမှုဖြစ်ခဲ့တယ်လို့ဒေတာရင်းမီဒီယာတွေကလည်းဖော်ပြပါတယ်။ အီရန်ပြည်သူတွေကတော့အီရန်စစ်တပ်ရဲ့လက်တုံ့ပြန်မှုကိုအော်ဝါပေးတဲ့အနေနဲ့ဤတီဟီရန်မြို့မှာရှိတဲ့လမ်းတွေပေါ်ကိုညချိန်ထွက်ခဲ့ကြတယ်လို့ဆိုပါရယ်။အချို့ကမြို့သားအလံတွေကိုဖွင့်ရမ်းပြီးအစ်ဆွေးဆန့်ကျင်ဆောင်ပုတ်တွေကိုကျွေးကြော်ခဲ့ကြောင်းလည်းသိရပါရယ်။အစ်ဆွေးရဲ့ပြမကျင်းတိုက်ခိုက်မှုတွင်အီရန်နိုင်ငံမှာ88ဦးသေဆုံးပြီး320တန်းရကြခဲ့တယ်လို့ကုလသမဂ္ဂဆိုင်ရာအီရန်တန်အမတ်ကဂျွန်73ရက်နေ့မှာပြောကြားထားပါရယ်။ ဲ့လိုအခြေအနေတွေကြားထဲမှာပဲနျူကလ িয়ার လက်နက်ပိုင်ဆိုင်ရေးချက်ချင်းဆောင်ရွက်ဖို့ဆိုပြီးတော့အီရန်ပြည်သူတွေကအခုလိုဆန္ဒပြတောင်းဆိုကြရကိုလည်းတွေ့ရပါတယ်။ဒါကတော့ အစ္စရေးတယ်လီဗီမြို့ကိုဒုံးမြန်နေထိမှန်နေတာကိုရီမေနိုင်ငံဆာနာမြို့မြို့လေရင်ပြင်မှာပိတ်သားနဲ့ပြတ်တနေတဲ့မြင်ကွင်းဖြစ်တယ်လို့သိရပါတယ် အခုလက်ရှိနောက်ဆုံးသိရတဲ့သတင်းတွေအရတော့ကတာကအီရန်ရဲ့တွန့်ပြန်လက်စားချေမှုမှာပူးပေါင်းပါဝင်မယ်လို့ကြေညာလာခဲ့တယ်လို့သတင်းထွက်ပေါ်နေတယ်လို့ပုံမှန်အားဖြင့်တော့နီနီဆက်ဆက်နွေနွေထွေးထွေးမရှိတဲ့ sorry ကလည်းအစ္စရေးရဲ့စတင်တိုက်ခိုက်မှုကိုကန့်ကွက်ခဲ့ပါတယ်။ပါကစ္စတန်ကလည်းအီရန်နဲ့တသွေးတသားတန်းဆိုတဲ့ ပြောဆိုမှုထွက်ပေါ်လာသလိုတူရကီကလည်းအစ္စရေးကိုဒီလိုတိုက်ခိုက်တာဟာအစ္စရေးကဒီလိုတိုက်ခိုက်တာဟာဒေသတွင်းမတည်ငြိမ်မှုကိုစွပ်ပေးလိုက်တာဖြစ်ပြီးနိုင်ငံတကာဥပဒေကိုအစ္စရေးကပြောင်ပြောင်တင်းတင်းချိုးဖောက်တာဖြစ်တယ်လို့ပြောကြားလာခဲ့ပါတယ်။အဲ့လိုသတင်းတွေထွက်ပေါ်လာခဲ့ပြီးတော့ကာတာရဲ့နောက်မှာအာရဗ်အဖွဲ့ချုပ်နောက်ခံရှိနေတယ်လို့သုံးသပ်သူတွေလည်းရှိနေကြပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့ဒီအစ္စရေးရဲ့ Rising Lion စစ်စင်ရင်မတိုင်မီတရက်ကအခြေအနေလေးပါ။အစ္စရေးတိုက်ခိုက်မှုက 73ရက်နေ့တောက်ကြမနဲ့အစောကြီးမှာပြုလုပ်ခဲ့တာဖြစ်ပြီးတော့ဒီမတိုင်ခင်တရက်ကြာသတင်းနေ့မှာဘဲကရက်မှာမရှိမဖြစ်လိုအပ်တဲ့အမေရိကန်တန်ရုံဝန်ထမ်းတွေကလွှဲရင်ကျန်သူတွေဟာဘေးလွတ်ရာကိုပြောင်းရွှေ့ရမယ်လို့ဒေါ်နယ်ထရန့်ကညွှန်ကြားခဲ့ကြောင်းသတင်းထွက်လာခဲ့ပါတယ်။အကြောင်းရင်းကိုအတိအကျမပြောဆိုခဲ့ပေမဲ့ဒါဟာအီရန်ကိုစစ်စင်ရေးစတင်ဖို့အသင့်ဖြစ်နေပြီလို့အစ္စရေးကအမေရိကန်ကိုအကြောင်းကြားခဲ့တာကြောင့်လို့အဲ့ဒီကိစ္စကိုနှိစက်သူတွေကိုကိုကာဘီ BBC ကထုတ်ပြန်ခဲ့ပါတယ်။ အီရန်ကအီရန်မှာရှိနေတဲ့အမေရိကန်လူမျိုးတွေကိုလက်တုံ့ပြန်လာနိုင်တဲ့ပေါ်တုံ့တက်ပြီးဝါရှင်တန်ကအခုလိုစီစဉ်ခဲ့တာလို့ယူဆရကြောင်းလဲရေးသားလာကြပါတယ်။အဲလိုပဲနောက်ထပ်သတင်းတစ်ပုဒ်မှာလည်းအရှေ့လေပိုင်းဒေတာတွဲမှာရှိနေတဲ့အမေရိကန်တန်ယုံအားလုံးကိုဒစိမ့်ဒေတာရွှေ့ပြောင်းမှုအမေရိကန်သမ္မတထရန့်ကညွှန်ကြားလိုက်တဲ့ဆိုတဲ့သတင်းထွက်ပေါ်လာပါတယ်။အစ္စရေးအမေရိကန်ရဲ့အတီးပြုချက်မပါဘဲအီရန်ကိုမကြခင်တိုက်တော့မယ်လို့ခန့်မှန်းကြပြီးတော့အီရန်ဘက်ကလည်းအစ္စရေးကအီရန်ကိုစတိုက်တာနဲ့အရှေ့လေပိုင်းမှာရှိတဲ့အမေရိကန်ရဲ့အကျိုးစီးပွားတွေကိုတိုက်ခိုက်မယ်လို့ ြောထားတာရှိခဲ့ဘူးပါတယ်ဒီလိုထွက်ပေါ်လာတဲ့သတင်းတွေကြောင့်အစ္စရေးတိုက်ခိုက်မှုဟာရပ်ပိုင်းတွင်းဖြစ်လာပွဲရာရှိတယ်လို့အဲ့ဒီအချိန်ကခန့်မှန်းခဲ့ကြတာပါစိန်ဟောင်း CIA ဟောင်းတူကလည်းဂျွန်နဲ့ဂျူလိုင်လာအတွင်းမှာအီရန်အစ္စရေးစစ်ဖြစ်လိမ့်မယ်ဆိုတဲ့ခန့်မှန်းချက်ကိုကြိုတင်သတိပေးထားမှုပါတယ် CBS နယူးသတင်းဌာနကတော့အစ္စရေးနိုင်ငံဟာအီရန်နိုင်ငံကိုစစ်စင်ရေးတရစတင်မှုအပြည့်အဝအသိရှိနေတယ်ဆိုပြီးအမေရိကန်ကိုအမေရိကန်ရာရှိတွေကိုပြောခဲ့တယ်လို့သတင်းရင်းမြစ်အများပြားကိုကူကားဖော်ပြခဲ့ပါတယ် အီရန်ကအိန္ဒိချင်းအီရန်မှာရှိနေတဲ့အမေရိကန်နေရာအချို့ကိုလက်တုံ့ပြန်နိုင်တယ်လို့အမေရိကန်ကခံမှန်းထားတယ်။ဒါကအမေရိကန်ကအမေရိကန်နိုင်ငံသားအချို့ကိုဒေတာတွေကထွက်ခွာဖို့အကြံပြုတဲ့အကြောင်းရင်းတွေကဒစိမ့်တစ်ပိုင်းဖြစ်တယ်လို့လည်းဖော်ပြခဲ့ပါတယ်။အမေရိကန်စစ်တပ်အတိုင်းဝိုင်းရင်းမြစ်တွေအရတော့ကာကွယ်ဝင်ကြီး PHX ကလုံခြုံရေးပြဿနာတွေကြောင့်အမေရိကန်စစ်တပ်မိသားစုဝင်တွေအရှိလေပိုင်းကနေဆန္ဒလျောက်ထွက်ခွာခြင်းကိုခွင့်ပြုထားတယ်လို့ပြောကြားခဲ့ပါတယ်။ နိုင်ငံတိုင်းဝန်ကြီးကလည်းဒေတာရင်းတင်းမာမှုတွေမြင့်တက်လာတာကြောင့်အီရက်ကနေအရေးပေါ်မှုတဲ့အမေရိကန်အစိုးရဝန်ထမ်းတွေထွက်ခွာဖို့အမိန့်ပေးခဲ့ပါသေးတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့အဲ့ဒီလှုပ်ဆောင်ချက်တွေပေါ်မှတ်ချက်ပြုရမှာအမေရိကန်နိုင်ငံသားတွေဒေတာတွေကနေထွက်ခွာဖို့အကြံပြုခဲ့တာကအနေရရှိတဲ့နေရာဖြစ်နိုင်တာကြောင့်ဖြစ်ပြီးဘာဖြစ်မလဲဆိုတာစောင့်ကြည့်ရမှာပါလို့ပြောကြားခဲ့ပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့အစ္စရေးတိုက်ခိုက်မှုမတိုင်မီမှာအီရန်ပေါ်အိုင်အီအေရဲ့ညင်ညာချက်နဲ့အမေရိကန်နျူကလ িয়ার ဆိုင်ရာဆွေးနွေးပွဲရဲ့အခြေအနေပါ။ ဒီဖြစ်ရပ်တွေမတိုင်ခင်လေးမှာပဲအခုသတင်းမှတ်ဗုဒ္ဓဦးနေ့ကအီရန်ကနျူကလ িয়ার မပြန့်ပွားရေးတာဝန်ဝတ္တရားတွေကိုချိုးဖောက်တယ်ဆိုပြီး IAEA ရဲ့အုပ်ချုပ်ရေးဘုတ်ဖွဲ့ကညင်ညာခဲ့ပြီးတော့ဒါဟာအနှစ်20အတွင်းပထမဆုံးအကြိမ်ဖြစ်ပါတယ်အဲ့ဒီကိစ္စကိုအစ္စရေးကလည်းတကဘာလုံးကဝိုင်းဝန်းအရေးယူပြီးဖို့တောင်းဆိုခဲ့ပါတယ်။အီရန်ဟာမကျင်ညာသေးတဲ့နျူကလ িয়ার ပစ္စည်းတွေနဲ့တန့်စင်ပြီးယူရေနီယံသုလောင်ထားရှိမှုဆိုင်ရာအဖြေအပြည့်စုံပေးဖို့ချိန်ဖန်များစွာပြတ်ကတ်တဲ့အတွက်ဖြစ်တယ်ဆိုပြီးပြောပါတယ်။အဲဒီ EA ရဲ့အစိုးရအစီအစဉ်ခန်းစာတစောင်းမှာတော့ အီရန်မှာယူရေနီယံ60ရာခိုင်နှုန်းတန့်စင်မှုရှိတဲ့ယူရေနီယံတွေရှိနေပြီးတော့ဒါနျူကလ িয়ার ဘုံ၉လုံးလောက်အထိပြုလုပ်ဖို့လုံလောက်တဲ့လက်နက်အဆင့်နီးပါးယူရေနီယံတွေဖြစ်တယ်လို့ဖော်ပြထားပါတယ်။အခြားသတင်းတရက်မှာတော့အီရန်နျူမျိုးစွမ်းရင်အဖွဲ့ပြောရေးဆိုခွင့်ရှိသူဘီရုစ်ကာမယ်ဗန်ဒီကဖော်ဒိုယူရေနီယံတန့်စင်ရေးစက်ရုံမှာအီရန်ကပထမမျိုးဆက်စစ်ပစ္စည်းအားလုံးကိုစတမမျိုးဆက်စစ်ပစ္စည်းတွေနဲ့အစားတို့လင်းလည်သွားမယ်လို့ပြောကြားလာခဲ့ပါတယ်။အီရန်ဟာယူရေနီယံတန့်စင်မှုကို60ရာခိုင်နှုန်းအထိလက်ရှိပြုလုပ်နေပြီးတော့ဒါဟာ2015သဘောတူညီ ချက်ပါတမတ်ချက်3.6ခွန်ရာဂိုင်နှုန်းနဲ့အများကြီးပိုနေတယ်ဒါပေမဲ့ညူကလီးယားလက်နက်ထိပ်ဖို့ထုတ်လုပ်နိုင်ဖို့တိလိုအပ်တဲ့60ရာဂိုင်နှုန်းထက်တော့ယောနေနေသေးတယ်ဆိုတဲ့သတင်းလည်းတွေ့ရပါတယ်ပြီးခဲ့တဲ့မေလလကုန်ပိုင်းမှာအမေရိကန်နဲ့အီရန်တို့အကြားညူကလီးယားဆိုင်ရာဆွေးနွေးပွဲဆက်လက်ပြုလုပ်နေခဲ့တာရှိခဲ့ပြီးတော့ဂျာမန်ညီတိုင်းမိခဲ့တဲ့အိုမန်ကတော့တိုးတက်မှုအနည်းငယ်သာရှိတယ်လို့ထုတ်ဖော်ပြောဆိုခဲ့ပြီးမှသမရထရန့်ကအဲ့ဆွေးနွေးပွဲဟာတိုးတက်မှုတွေရရှိခဲ့ပြီးတော့ တရင်ဘက်နှောင်းပိုင်းဂျွန်လာဇန်းကိုရည်ရတာပါအဲ့ဒီအချိန်မှာတရင်ကောင်းနေရှိလာနိုင်တယ်လို့ထုတ်ပေါ်ပြောကြားခဲ့ပါတယ်တမန်ထရန့်ကမေ25ရက်ကမော်လစ်တောင်ဒီစိတ်မှာ Air Force 1ပေါ်မတက်ခင်မှာအီရန်နဲ့ဆွေးနွေးပွဲတွေကအရင်တိုးတက်မှုကောင်းမွန်ခဲ့တယ်ရှစ်ဆက်ဘာဖြစ်မလဲဆိုတာကြည့်ရအောင်ပါအီရန်နဲ့ပတ်သက်ပြီးတရင်ကောင်းနေရရှိလာမယ်လို့ထင်တယ်ဆိုပြီးတရင်တောက်တွေကိုပြောကြားခဲ့ပါတယ်အိုမန်ရဲ့ဂျောင်းဝင်ညှိနှိုင်းပေးမှုနဲ့မေ23ရက်ကရောမမှာကျင်းပခဲ့တဲ့အမေရိကန်နဲ့အီရန်ကြား ပြည်စမမြောက်နျူကလ িয়ার ဆိုင်ရာဆွေးနွေးပွဲအပြီးမှာအခုလိုပြောခဲ့တာဖြစ်ပါတယ်။ American ကိုယ်စားလှယ်အင်ဂျီရောတန်တမန် Steve Witkoff နဲ့ Iran နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi တို့ကလည်းနျူကလ িয়ার စီစဉ်တဲ့ပတ်သက်လို့မေ23ရက်ကရောမမှာတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ဒီဆွေးနွေးပွဲဟာအပြည့်သဘောဆောင်တဲ့တိုးတက်မှုတွေရှိခဲ့ပေမဲ့လုံဆရာများစွာကြံနေသေးတယ်လို့ American ထိတ်တဲ့အရာရှိတူကပြောပါတယ်။ American သမ္မတအထူးကိုယ်စားလှယ် Steve Witkoff က Iran နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်ပြီးဆွေးနွေးပွဲဆက်ထမအကြိမ်အတွက် အီရန်နဲ့လာမယ့်ရက်တွေမှာတွေ့ဆုံဖို့စီစဉ်ထားတယ်လို့ထုတ်ပြန်ခဲ့ပါတယ်အဲဒီအချိန်ကဘက်ဂျမန်နက်တန်ယာဟုနဲ့ဒေါ်နယ်ထရန့်တို့ဟာဒီတိုက်ခိုက်နိုင်မှုဖြစ်နိုင်ခြင်းနဲ့ပတ်သက်ပြီးတင်းမာမှုတွေရှိခဲ့ပြီးတော့ထရန့်ကအစ္စရေးကောင်းဆောင်ကိုလက်ရှိအချိန်မှာဒီလိုမလုပ်စေချင်ဘူးလို့ပြောထားပြီးအမေရိကန်အစိုးရကအီရန်ရဲ့နျူကလ িয়ার ဆွေးနွေးပွဲတွေဆက်လုပ်နေချိန်မှာစောင့်မှုတိုက်တွန်းခဲ့တယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဂျွန်လ9ရက်နေ့တုန်းကအစ္စရေးဝန်ကြီးချုပ်ဘက်ဂျမန်နက်တန်ယာဟုနဲ့တယ်လီဖုန်းဆက်သွယ်ပြောဆိုရမှာ ဆွေးနွေးပွဲတွေဆွေးနွေးပွဲဆိုတာကအမေရိကန်နဲ့အီရန်နျူကလ িয়ার စီစဉ်နဲ့ပတ်သက်တဲ့ဆွေးနွေးပွဲကိုညှိနှွမ်းတာပါဆွေးနွေးပွဲတွေကိုအနောက်ရှက်ဖြစ်စေမဲ့ဘယ်လိုလှုပ်ဆောင်မှုမျိုးကိုမဆိုရှောင်ကျဉ်မှုပြောကြားခဲ့တယ်ဆိုပြီးအောက်ဆီယံသတင်းဌာနကသတင်းရင်းမြစ်တွေကိုကိုကဖော်ပြခဲ့ပါတယ်ဒီနေ့မျှဝေမှုရဲ့နောက်ဆုံးအကြောင်းအရာဖြစ်ပါတယ်အဲ့ဒါကတော့အခုဒီအစ္စရေးရဲ့တိုက်ခိုက်မှုအပြီးမှာမှအမေရိကန်သမ္မတဒေါ်နယ်ထရန့်ပြောကြားလာခဲ့တဲ့စကားပါဒါကတော့ကြီးမားတဲ့တေဆုံးမှုတွေနဲ့ပျက်စီးမှုတွေရှိခဲ့ပြီးပြီဒါပေမဲ့နောက်ထပ်ဂျိုတင်စီစဉ်ထားတဲ့တိုက်ခိုက်မှုတွေက ပို့ပြီးရက်ဆက်ကြမ်းကြုတ်လာမယ်ဒါတွေကိုအဆုံးသတ်ဖို့အချိန်ရှိပါသေးတယ်အီရန်အနေနဲ့ဘာမှမကြံတော့ခင်သဘောတူညီချက်တစ်ခုလောက်ကိုလုံးမှရမယ်ဆိုပြီးသူက track social media မှာပြောကြားခဲ့ကြောင်းသိရပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့သတင်းများမျှဝေခြင်းကတော့ဒီမျှပဲဖြစ်ပါတယ်ဗျအခုလိုနားဆင်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်